လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာရှိစိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်၊ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မဟုတ်လား။ကျမကြီးလေ့ကျင့်ကြတယ်၊ physical exercise တွေလုပ်ကြတယ်၊အားကစားသမားတွေဆိုမမောနိုင်မပန်းနိုင် ာကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပျော်နေကြတယ်အဲ့ဒါလို့အားပျော်နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ထကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့ အဲ့ဒါတရားကျင့်တယ်ဆိုရင်အဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြောတာ physical exercise လုပ်တယ်ဆိုလို့ရှိရင်ဒူတွေကလမ်းထွက်ရှောင်းရတယ်ကျန်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့လဲတရားထိုင်တယ်လို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ့်အိမ်မှာကိုယ်နေရင်းကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့ လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တဝူးနဲ့တဝူးခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင် တွေးလေအေးလူဆိုတာတနေ့ကြတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ဓာတ်ကြန့်ခိုင်အောင်အဲ့ဒါလေးကနေချင်းပေးရား